ဒေါ်နယ်ထရန့်ဟာရန်ဖြစ်ရတာကြိုက်ပါတယ်တရုတ်မဟုတ်ရင်ကနေဒါပါမီဒီယာမဟုတ်ရင်တယောက်ယောက်ပေါ့ယခုသူကပြမအစ်တစ်ခုရွေးချယ်ခဲ့ပါတယ်နိုင်ဂျီးရီးယားပါနိုင်ဂျီးရီးယားဟာနော့အာဖရိကမှာရှိတဲ့နိုင်ငံတစ်ခုပါလူကြီး120တန်းကျော်ရှိပါတယ်လူကြီးဟာမွတ်စလင်နဲ့ခရစ်ယာန်ကြားခွဲထားပါတယ်တမဒါထရန့်ကနိုင်ဂျီးရီးယားမှာရှိတဲ့ခရစ်ယာန်တွေကိုအများအပြားတတ်နေတယ်လို့ဆိုပါတယ်သူကနိုင်ဂျီးရီးယားဆိုရဟာသူခေါ်တဲ့အစ္စလမ်အချမ်းဖက်သမားတွေကိုမတားဆီးဘူးလို့ဆိုပါတယ် တာဖြတ်မှုဆက်မရှိမဆိုရင်အမေရိကန်ဟာနိုင်ဂျီးယားကိုတိုက်ရိုက်တိုက်ခိုက်နိုင်တယ်လို့တတိပေးခဲ့ပါတယ်။နိုင်ဂျီးယားဆိုရကဒီဆွဆွဲချက်ကိုညှင်းဆို့ခဲ့ပါတယ်။အဘူဂျာရှိအရာရှိတွေဟာခရီးရန်တွေကိုညင်မနေစမှုမရှိဘူးလို့ဆိုပါတယ်။ဒေါ်လာထွက်ဆုတ်ထွေးတဲ့အခြေအနေအကြောင်းအမှန်မပြောဘူးလို့ဆိုခဲ့ပါတယ်။နိုင်ဂျီးယားမှာရှိတဲ့ကြံဖက်မှုဟာတကယ်ရှိပါတယ်။ဒါပေမဲ့စင်ရမှုမြေညင်ပေါ်မှုနဲ့အာနာယံဖြစ်မှုက လာတာပါ။ပါရာယင်မဟုတ်ဘူးလို့ဆိုပါတယ်။ ဒါတော့ထွန်းရစကားတွေကတန်တမာပြဿနာဖြစ်စေခဲ့ပါတယ်။လူများစွာကသူဟာအာဖရိကမှာနောက်ထပ်စစ်ပွဲတစ်ခုစတင်ရန်စီစဉ်နေလားလို့မေးနေကြပါတယ်။ထွန်းရမတ်ချက်တွေကအမေရိကန်ဆိုရကနိုင်ဂျီးယားကိုအထူးဆိုးရရနိုင်ငံများစီးတဲ့ပြန်ထက်ခဲ့ပြီးနောက်မှ လာခဲ့တာပါ။ဒီစင်ဟာဘာလာယေဆုလွတ်လပ်ခွင့်ကိုမလေးစားတဲ့နိုင်ငံတွေစီးရင်ပါဒီစင်မှာရှိတဲ့အခြားနိုင်ငံတွေကတော့ဒီယုတ်ရုရှားပါကစ္စတန်နဲ့မြောက်ကိုရီးယားပါဝင်ပါတယ် ထရက်ကကွေရွင့်ကြီးကဝါရှင်တန်ကလှုပ်ဆောင်ရန်ပြင်ဆင်နေတယ်လို့ဆိုခဲ့ပါတယ်။နိုင်ဂျီးရီးယားမှာကောင်းဆောင်များကထရက်စကားကိုကျူးဆိုင်စွာထုတ်ပြန်ခဲ့ကြပါတယ်။တမ်တာဘူလာတင်နူဘူကခရီးယန်ညမနစ်စမှုအကြောင်းဆွဲချက်များဟာမမှန်ဘူးလို့ဆိုခဲ့ပါတယ်။ဘာသာရေးလွတ်လပ်ခွင့်နဲ့တိခတ်မှုဟာနိုင်ဂျီးရီးယားရဲ့အမျိုးသားအမတ်တရုတ်မှာအရန်အရေးကြီးတယ်လို့ဆိုခဲ့ပါတယ်။အရာရှိတွေကထရက်စကားတွေကိုနိုင်ငံရေးဆန်တယ်လို့မြင်ကြပြီးစကားအတိုင်းမဟုတ်ဘူးလို့ဆိုပါတယ်။ရရှိတူက တမနာထွက်ဟာအာယုံရရန်အတွက်ပြင်းထန်တဲ့အရာများများပြောတတ်ပါတယ်ကျွန်တော်ကနိုင်ဂျီးရားကို လေးစားရဆိုတာသူသိတယ်လို့တည်တဲ့အတွက်အလေးနဲ့မယူပါဘူးလို့သူဆိုခဲ့ပါတယ်နိုင်ဂျီးရားဟာအာဖရိကမှာရှိတဲ့လူဦးရေအများဆုံးနိုင်ငံမှာလူဦးရေ220တန်းကျော်နဲ့လူမျိုးအုပ်စုနေရာခံရှိပါတယ်နောက်ပိုင်းဟာအများစုမွတ်စလင်ဖြစ်ပြီးတော့တောင်ပိုင်းကအများစုခွင့်ရံတွေပါခမဆန်ကနေကြာခမ်းမှာဘိုကို ဟာယန်နဲ့အစ္စလမ်နိုင်ငံအနောက်အာဖရိကလိုအစ္စလမ်အုပ်စုများဟာမြို့နဲ့ရွာတွေကိုတိုက်ခိုက်ခဲ့ကြပါတယ်ဒီတိုက်ခိုက်မှုတွေဟာလူတောင်းချီတေဆုံးစေခဲ့ပြီးမင်းလန်ချီအိုအိမ်မဲ့ဆုတ်ခွာခဲ့ရပါတယ်ဒီတိုက်ခိုက်မှုအများစုကအများမွတ်စလင်ရှိတဲ့အရှေ့မြောက်ပိုင်းမှာဖြစ်ပွားပါတယ်အခြားနေရာများမှာလူများဟာမြေအရင်မြေနဲ့ရှင်တန်ရေးအတွက်ရန်ဖြစ်ကြပါတယ်ဘာသာရေးမဟုတ်ပါဘူးအဲဒါကြောင့်ထိုင်းရဲ့မာချက်များဟာလူများများစွာကိုစိတ်ဆိုးစေခဲ့ပါတယ် နိုင်ဂျီးရီးယားအချို့ကအမေရိကန်အကူအညီကလုံခြုံရေးကိုတိုးတက်စေနိုင်တယ်လို့ထင်ကြပါတယ်အချို့ကအမေရိကန်ဟာသူတို့အခြေအနေကိုနားလည်မှုလွဲနေတယ်လို့ထင်ကြပါတယ်ဒေတာတင်းစာများကထွန်ရက်စကားများကယူမဆိုင်ပြီးအန်ရရှိတယ်လို့ရေးခဲ့ပါတယ်ဒါပေမဲ့ထရန့်ဘာကြောင့်နိုင်ဂျီးရီးယားကြောင်းပြောနေတာလဲအမေရိကန်မှာရှိတဲ့သူခရီးယန်ထောက်ကမ်းသူများကကမ္ဘာတစ်ဝှမ်းမှာရှိတဲ့သူတို့ခေါ်တဲ့ခရီးယန်ညီမနေဆမှုကိုစန့်ကျင်ရန်လှုံ့ဆော်ဖို့တောင်းဆိုခဲ့ကြပါတယ်2066အလဲ့ အလရွေးကောက်ပွဲမှာတိုင်ခင်ထွန့်ကိုအာကြီးပုံပေါ်စီပါတယ်အမေရိကန်တွင်ပြည်နာများကအာယုံဆွေးစီပါတယ်ကျုံနဲ့ပိုနီဆက်လာတဲ့အာဖရိကနိုင်ငံများကိုဒရီပေးချက်လဲပိုပို့ပို့နေချင်တူပါတယ်ထွန့်ဟာအရင်က လာဒူဆွဲချက်များချခဲ့ပြီးပါတယ်ဒီနေ့အစောပိုင်းမှာတောင်အာဖရိကမှာရှိတဲ့အဖြူရောင်လက်သမားများဟာလူမျိုးတုံးတတ်မှုရဲ့တားကောင်ဖြစ်တယ်လို့ဆိုခဲ့ပါတယ်တောင်အာဖရိကဆူရကအဲ့ဒါမမှန်ဘူးလို့ဆိုခဲ့ပါတယ် ယခုနိုင်ဂျီးရဟာသူ့ရဲ့ပြစ်မှတ်အစ်စ်ပါအမေရိကန်ကလှုပ်ဆောင်ရတဲ့ဖြစ်ပါတယ်အသိရှိပါတယ်လို့ဆိုပါတယ်နိုင်ဂျီးရကအကြောင်းမရှိဘူးလို့ဆိုတယ်တင်းမောင်မှုမြစ်တက်လာချိန်မှာမိကုန်တစ်ခုကျန်နေပါတယ်ဒါဟာခွင့်ရများကိုကာကွယ်ရေးပဲလားဒါမှမဟုတ်အမေရိကန်ရဲ့အခြားနိုင်ငံများကိုထိန်းချုပ်ရန်စူးစမ်းမှုနောက်ထပ်ဥပမာတစ်ခုလား